မေလာတရနေ့ကကြာရောက်တဲ့125ကျင်းမြောက်ကမ္ဘာအလုံသမားနေ့မှာရန်ကုန်တိုင်းဒေသကြီးတွင်ရှိစက်မှုဆောင်များမှာအလုံသမား150ကျော်မှနေ့ရက်လောအားက9600ကျပ်ရရှိရေးအပါဝင်တခြားအလုံသမားအခြေခံအခွင့်အရေးများအတွက်ခြိတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါရယ်။ခြိတက်ဆန္ဒပြမှုကိုမနက်ပိုင်းကစတင်ပြီးဗဟန်းမြို့နယ်ဘိုးစိန်မန်ကွင်းမှာတိုက်ကစံဟစ်တိုင်ကွင်းကိုခြိတက်လမ်းလျှောက်ခဲ့ပြီးကြွေးကြော်သံများကြွေးကြော်ကဆိုင်းဘုတ်ပိုစတာများကင်ဆောင်ပြီးခြိတက်ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါရယ်။ တို့အခုဟိုဒီနေ့ပွဲမှာဘာကြောင့်ထုတ်ပေါ်လဲဆိုတော့ကျွန်တော်တို့ဒီအနည်းဆုံးခကြေးငွေတတ်မှတ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ငွေအမောက်ရဖို့အတွက်လည်းကျွန်တော်တို့ဟိုအခုတောင်းဆိုတဲ့အချက်ထဲမှာကျွန်တော်တို့ចောင်းသားတွေအတွက်ပေါ့လူသမားတွေအတွက်ပေါ့ဆိုတာပါပါတယ်ကျွန်တော်တို့အလုံသမားတွေကလည်းကျွန်တော်တို့မိသားစုထဲမှာလည်းចောင်းသားတွေရောလူသမားတွေရောရှိကြတာပေါ့နော်ចောင်းသားလူသမားအလုံသမားဆိုတာခွဲခြားလို့မရပါဘူးအပြင်းကြီးတသားတည်းပါပဲ ဲ့ဒီအတွက်ကိုကျွန်တော်တို့တောင်းဆိုပြီးတော့ကျွန်တော်တို့အခုပါဝင်တဲ့လူတွေကတော့ကျွန်တော်တို့ client တွေကစမှုစုံနေရအလုပ်သမားတွေပေါ့အခုလက်ရှိပါခဲ့တာကတော့ကျွန်တော်တို့ဟိုရက်တကြားလုံးရှိမယ်ဆန်ကောင်းပီနိုင်အရှိမယ်ဆန်ကောင်းပီနိုင်ကတော့အခုရောက်တော့မှာပေါ့နော်ဟိုကတော့ဟိုဥဆောင်တဲ့နေရာမှာကိုအောင်ဆိုးမင်းပေါ့ကျွန်တော်ဂဲလန်အိုရှင်ရှိမယ်နောက်ရွှေစွမ်းရီပီနိုင်ရှိမယ်နောက်ခုံးမိုင်ဘရောက်တုံးရှိမယ်ခုံးမိုင်ဘရောက်တုံးရှိမယ်နောက်ဟိုကမြန်မာရောအထက်ကျောက်ကတယောက်ပါရယ်ပြီးတော့ဟိုကခြေအိတ်ဆက်ရုံပါမယ် ်ဒီအိတ်ဆက်ရုံပါမယ်ပြီးတော့ထန်းကြီးဘနက်ဆက်ရုံပါမယ်ဘနက်ဆက်ရုံပါမယ်အင်းနောက်ဟိုဟော်ဘီဘက်ကမမီမမီဆက်ရုံပါမယ်အားလုံးမ၉ရုံလောက်တော့ရှိပါတယ်ခွင့်ပြုချက်တောင်းဆိုတဲ့နေရာမှာတော့နည်းနည်းဟိုလိုချင်တဲ့လမ်းကြောင်းပေါ်မှာတော့ခက်ခဲရှိတာပေါ့နော်ဥမာသမိုင်းတို့လိုင်းတို့ဖြတ်ချင်ပေမဲ့အဲ့ဒီဘက်ကိုဖြတ်ခွင့်မပေးတာတွေပါရှိတာပေါ့ဒီနေရာဟစ်တိုင်ဆိုပေမဲ့လေအမှန်တကယ်ဆိုရင်ဒီနေရာအများပြည်သူမြင်တာတဲ့နေရာမဟုတ်ဘူးပေါ့နော်အမှန်တကယ်ဆိုအများသူပြင်မြင်တာတဲ့နေရာမျိုးမှာ ဟိုလူလူစံတော့တောင်းဆိုရတဲ့နေရာမှာလုတ်ပေးတင်တာပေါ့နော်။ဒါဆိုရတရရဲ့နေနဲ့လဲစိုးရင်စရာမဟုတ်ဘူး။ဒါပေမဲ့ဆိုတော့ဒီမိုကရေစီလမ်းကြောင်းကိုသွားပြီဆိုလို့ရှိရင်စံနာပြတာကိုအခွင့်အရေးတောင်းဆိုတာလို့ဆိုတာအစိုးရတရကလက်ခံနိုင်ရမှာပေါ့နော်။အဲဒါမှမဟုတ်ခွင့်ပြုချက်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။ရှေ့လျှောက်လဲလူသမားအခွင့်အရေးတွေအတွက်ဆက်လက်ပြီးတော့လူသမားတွေဟိုနေပေါ့ဆုံးရှုံးနေရတဲ့အစိုးရတရကတတိထားပြီးတော့ဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုတာကျွန်တော်တို့ကပြောကြပါမယ်။ အနေဆုံးလောက်ကဂျင်ဝင်နှုံထောက်ကိုအမြန်ဆုံးသတ်မှတ်ပေးဖို့အတွက်ပြောင်စုလွတ်တော်နိုင်ကသူရဦးရှင်မန်ကအလုသမဝန်ကြီးဌာနကိုဧပြီလ24ရက်နေ့ကထပ်မံတတိပေးပြီးတဲ့နောက်ဧပြီလ25ရက်နေ့နဲ့26ရက်နေ့မှာအလုသမဝန်ကြီးဌာနမှလုပ်ငန်းရှင်များလုပ်သမားများနဲ့တွေ့ဆုံကအနေဆုံးလောက်ကဂျင်ဝင်သတ်မှတ်နိုင်ဆွေးနွေးခဲ့ကြပြီးမေလကုန်ပိုင်းမှာအနေဆုံးနေ့အတွက်လောက်ကသတ်မှတ်နိုင်ပွဲရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းရန်ကုန်တိုင်းဒေသကြီးတွင်ရှိရွှေပြည်သားဆက်မှုဇုံလှိုက်သာဆက်မှုဇုံများရှိစက်ရုံများမှအလုသမားတွေဟာလောက်ကလာတာတုံးမြင့်ပေးရေးအပါအဝင်တခြားအခြေခံအလုသမားအခွင့်အရေးများအတွက်ဆန္ဒပြသပိတ်မှောက်မှုများမကြ ာခဏပြုလုပ်ခဲ့တာဖြစ်ပါတယ်။